ဆောကောပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်ဒါတင်းကလေးနေ့ပွဲပြီး30ချက်စီရနေပုံမှာကြိုဆိုပါရစေဒီနေ့တော့တက်မဲ့ပွဲတွေရတော့ဒါစနေညကစားသွားတဲ့ Premier League ပွဲတွေရဲ့နောက်ထပ်မင်းညကဒါကစားသွားတဲ့ FA Plus အချိုပလူပွဲပေါ့လေအဲ့ပွဲတွေကိုကျွန်တော်နဲ့တူစီတူကပါဝင်တုံးသက်တင်ဆက်ပြပါဖို့ရှိပါတယ်ခင်ဗျာစီတူရေမင်္ဂလာပါညီမင်္ဂလာပါကိုအဲမနေ့ကဒါ Premier League ပွဲတွေမှာတော့အရန်တော့စိတ်ဝင်စားကြတော့တိတ်တော့မရှိဘူးဆိုတော့လည်းပေါ့နော်ဘယ်လိုပြောမလဲ El Clasico ရဲ့ လောင်းရည်ကြီးကလည်းရှိနေတာဟုတ်ကဲ့ဘာသာရီးယပွဲရှိနေရဆိုတာရေနောက်တစ်ခွက်ကျတော့ကစားတဲ့ဒီအတင်းတွေရဲ့အနေအထားကျတော့လေဟိုချယ်ဆီတို့နူပါဆယ်လိုကချန်ပီယံလိဂ်ဝင်ဖို့အတွက်အရေးပါတယ်ဆိုပေမဲ့တစ်ခါကစားတဲ့တိုင်ဘက်တွေအနေအထားကျတော့အမတ်လူတဲ့အနေအထားမျိုးမျိုးဟုတ်တဲ့ဒါကျတော့ပရိသတ်စိတ်ဝင်စားမှုကြီးချိန်ကတော့အရင်ပရက်ကရိရဲ့ဆိုင်တော့နည်းနည်းတော့ကြောက်ပါတယ်ဒါပေမဲ့လေဒီပွဲတွေကလည်းသက်ဆိုင်ရာအတင်းကိုစီတဲ့အတွက်တော့အရေးပါတယ်အဆက်တည်းမှာပဲဒါမင်းတို့ကပွဲပြီးနေမှာဆိုရင်တန်ဆင်းရမယ့် သုံးသင်းလုံးအပြေပေါ်ပါတယ်ပရီးမီယာလိရာသီကုန်မှုပွဲစဉ်၄ပွဲကျန်သေးတဲ့အချိန်ဒီမှာဒါတန်ဆင်းရမယ့်အသင်းအားလုံးအပြေပေါ်တော့တာကပရီးမီယာလိတပိုင်းတစ်လျှောက်မှာဆိုရင်ဒါပထမဆုံးအချိန်လို့ဒါသိရတယ်နောက်တစ်ခုကကျတော့ဟိုမိနစ်တုံးကလည်းဒါတန်တက်တဲ့တန်ဟိုဘယ်လိုပြောမလဲအသင်းတွေသုံးသင်းလုံးတန်ဆင်းသွားရသလိုဒီရာသီမှာလည်းဒါပြီးခဲ့တဲ့ရာသီကချန်ပီယံရှစ်ကနေတန်တက်လာတဲ့သုံးသင်းလုံးပြန်ပြောင်းမှတန်ဆင်းသွားရတယ်ဒီလိုမျိုးသုံးသင်းလုံး အပြန်ပြန်ဆင်းသွားတာနဲ့ Premier League တမိုင်းတစ်လျှောက်ဆိုတာနည်းနည်းဆက်လိုက်ဖြစ်တာဒါပထမဆုံးကြီးစုပြောမှလည်းသိရတယ်ပေါ့လေဒါတော့ Premier League နဲ့မင်းတို့ကလည်းပတ်သက်ပြီးတော့မှဒါထူးခြားတဲ့အချက်လေးလေးပါပထမဆုံးကြီးဒါ Chelsea နဲ့ Everton ပွဲလေးနဲ့စာပြောမှဒါကိုပြောကြအောင်ပါ Chelsea နဲ့ Everton ကမင်းတို့ကကစားတဲ့ Premier League ပွဲဒီမှာဆိုရင်အဆောဆုံးပွဲလေးဖြစ်တယ် Chelsea က1-0နဲ့နိုင်ခဲ့တယ်ဒီနိုင်ပွဲကဒါ Chelsea ရဲ့ Champion League ဝင်လို့တော့တော်ကြီးကိုအရေးပါတဲ့ပွဲတစ်ပွဲလို့ဖြစ်မယ်ထင်ပါတယ်ဒီ Chelsea နဲ့ Everton ပွဲလေးကိုစီတူစာပြောမှပုံသက်ပြပါဦးဟုတ်ကဲ့ပေါ့ အဲဆဲစီစီကဒီလိုမျိုး character နဲ့ language တွေလိုအပ်တယ်ပေါ့နော်ဒီယာဒီရဲ့ဒီဒီယာဒီအောင်မဟုတ်ပါဘူး2025ထဲမှာဒီလို language လေးတွေသူတို့အခုတည်းပို့ပြီးရှာနိုင်ခဲ့မယ်ဆိုရင်တော့အခုချိန်ဒီ wonderful AC ပဲလို့ပြောလို့ရတဲ့အခြေအနေဖြစ်တယ်ပေါ့နော်ဒါပေမဲ့သူတို့အဲ့ဒါမလုပ်နိုင်ခဲ့မလုပ်နိုင်ခဲ့တော့အခုမ AC ပေါ့နော်ရုံးကန်နေရဆယ်ပဲအခုဒီနောက်ဘွယ်ရချက်တယ်ဒါတော့တကယ်နာပေါ့နော်နောက်ဘွယ်ချက်တယ်ဒါပေမဲ့အခုပြီးခဲ့တဲ့အပတ်ကလည်းသူတို့ရုံးကန်ပြီးတော့လိုအပ်တဲ့ နိုင်ဘွယ်ကမ်ဘက်နဲ့ရှာယူခဲ့အခုဒီမှာကြတော့1-0ပေါ့နော်အဲ့တော့ချဲစီကသူတို့ရဲ့ဥဆောင်မှုကိုထိန်းထားတဲ့ထိန်းနိုင်တဲ့အခြေအနေမှာမရှိရကြဘူးအဲ့တော့ဒီဘွယ်မှာအဲ့ဒီ control ကိုတော့ပြခဲ့တယ် Everton အနေနဲ့ကိုရနိုင်တဲ့ကံသွင်းချက်တွေတော့ဒုတိယပိုင်းမှာလုံနိုင်ခဲ့တယ်ဒါပေမဲ့ Premier ပိုင်းမှာ Chelsea ဒီပွဲကိုလုံးဝအပြေအဝအတင်းချုပ်ထားနိုင်ခဲ့တယ်ကိုသွင်းမှုခွင့်ရရဖြန့်ပြီးခဲ့တယ်ကိုလည်းကောင်းခဲ့တယ်ဒုတိယပိုင်းမှာလည်းအဲဘယ်လိုပြောမလဲတက်စီလက်အတူတူမျိုးကောင်းနေရမျိုးတော့မဟုတ်ဘူးဒါပေမဲ့ ျွန်တော်အခုလိုမျိုး ugly win လို့တင်စားကြရပေါ့နော်အဲဒီလိုမျိုးနိုင်ပွဲလေးတွေရရှိဖို့လိုအပ်တယ် Chelsea ကအဲ့လိုအဲ့လိုနိုင်ပွဲတွေနဲ့အမ်ဖန်တီးနိုင်တဲ့ရင်းချက်မှုမျိုးမရှိဘူးလို့အများအားကျွန်တော်ပြောခဲ့တယ်အဲကျွန်တော်လည်းမဟုတ်ဘူးဒီအများအများအများလည်းပြောကြရပေါ့နော် Chelsea အနေနဲ့ဒီလို ugly win တွေသူတို့မရနိုင်သူတို့ဟိုအမားလိုက်ဒီအမားလိုက်နဲ့ဒီလက်လွတ်သွားတဲ့ပွဲတွေအများကြီးရှိရပေါ့နော်ဒါပေမဲ့အခုဒီပွဲကတော့ဘာပြောပြောအဲ့ဒီလိုအမားကြီးကျွန်တော်တို့နည်းနည်းလေးပဲမြင်ခဲ့ရတယ်ဖိစစ်တချို့လို့ရှိရတာမဲ့တက္ကနာမဟုတ်ဘူးသမား Sanchez ကဝင်နိုင်ခဲ့တယ် အပြီးတော့ဒီကျန်တဲ့အခြားဘက်မှာတော့ Chelsea အနေနဲ့ဒီပွဲကိုလိုအပ်တဲ့ပမာဏအထိထိန်းချုပ်နိုင်ခဲ့တာကိုကျွန်တော်တို့မြင်ခဲ့ရတယ်ပြီးတော့ဒီပွဲမှာဆိုရင် Mises Cancelo ရဲ့ခြေစွမ်းကောင်းတဲ့အခြေအနေတစ်ခုကိုကျွန်တော်တို့အပြည့်အဝပြင်မြင်ရတယ်အပြည့်အဝ Matuidi ကိုပေတာပေါ်မှာတုံးတာတော်တော်လေးဖြစ်တယ်တော်တော်လေးလောက်ဖြစ်တယ်ပေါ့နော်အပြည့် Nicolas Jackson ရဲ့ဒီအိုးကိုပြင်မြင်ရပေါ့နော်ဒီကစားသမားကခြေစွမ်းနဲ့ပတ်သက်လို့အများကြီးပြဿနာမရှိပါဘူးဒါပေမဲ့အိုးတွေလူတာပေါ့နော်အဲ့တော့သူ့ဘိုးပြင်သွင်းနိုင်ခြင်းရတယ်တော်တော်လေးကို အကောင်းတယ်ပေါ့နော်အဲ့တော့ဘာပဲပြောပြောချက်စီစီကအပေါင်းလက္ခဏာတွေအများကြီးမြင်ခဲ့ရတဲ့ပွဲလို့ပြေပူရလို့ပြောပါမယ်ချက်စီဒီကိုယ်လည်းမှာလည်းနည်းနည်းပြောင်းလဲဖြစ်သွားတာပေါ့နော်ပြီးခဲ့တဲ့ပွဲစဉ်မှာတော့ဟိုကိုင်စီရိုနဲ့ဒါအဇူမာရအဇူပနာဒက်စ်တို့ကိုတွေ့တယ်ဒီနေ့ကပွဲမှာတော့လာဗီယာကိုပြန်သုံးတယ်ဝက်ဆယ်ကိုင်စီရိုကကြတော့ရက်ဘက်အနေနဲ့သုံးလိုက်တယ်ဒီလိုရက်ဘက်အနေနဲ့သုံးလို့ဆိုရတဲ့ဒါဒီနောက်ပိုင်းဒီဂွာဒီယိုလာတို့ဒီအာတီတာတို့ ့သူတို့ group တွေပေါ့လေဒါသုံးနေကြပုံစံတိုင်းပဲဒီ rival ဆိုမှ rival system ပုံနဲ့ဒီကွင်းလယ်ဝင်ထောက်ပြီးတော့မှကစားလဲဆိုတော့ကွင်းလယ်မှာ extra တယောက်တော့ပူသွားတာပေါ့နော်ပြောင်းသွားတဲ့ဂူမျိုးမှာဆိုရင်တော့ဒီရဲ့အာတာချက်လေးတွေပြန်ပြီးတော့မှငင်ရနိုင်တဲ့ရတာမျိုးခံစားရတယ်။ဘာကြောင့်လဲဆိုတော့ဒါ၆လုံးပဲဖြစ်လိုက်တဲ့ဘောလုံးကို၆လုံးပဲပြန်ဘောလုံးရအောင်ယူတယ်။ယူလိုက်တဲ့ဘောလုံးကို Anso Fernandez ကနေပြန်ပြီးတော့မှခင်းပေးသွားနိုင်တယ်ပေါ့နော်။ Anso Fernandez ဒီလိုမျိုးတိုက်စစ်ကို ပို့ပြီးတော့မှလိုက်ပါနိုင်တဲ့အဖြစ်အချင်းမျိုးဖြစ်အောင်ဒါမွေးဆက်ကန်စီတို့ကိုညာချမ်းမှာပွဲထုတ်လိုက်တာလားအဲ့လိုကိုတော့တွားပြမှာတွေးမိတယ်ဒီအချိန်လေးကိုရောစီတူဘလိုမြင်မိလဲမသိဘူးဟုတ်ကဲ့ဘူးအဲ့ဒါဒီအသင်းရဲ့ formula ပဲပေါ့လေဒီ pivot ရှိမယ်သူတို့ pivot ကို single အနေနဲ့ပဲသုံးခြင်းတယ်အဲ့ single pivot တွေကိုဒီညာဘက်ကဖြစ်ဖြစ်ဘယ်ဘက်ကဖြစ်ဖြစ်စူပန်တရားမှာဝင်ပြီးတော့ပေါင်းမယ် auxiliary midfielder အနေနဲ့ပေါင်းမယ်အဲ့တော့ဒီဘက်မှာလိုလေးတပတ်ဘူးအဲ့လိုတွဲကစားနေရတာမှရှိလို့လွတ်လွတ်လပ်လပ်တက်သွားမယ်ဒါပေမဲ့သူတက်မဲ့နေရာကိုကျွန်တော်တို့ သူမှမသိဘူးပွဲချင်းတွေပေါ်မှုတည်ရယ်ပေါ့နော်အဲ့တော့သူ့အနေနဲ့လွတ်လပ်တဲ့ freedom ကိုရရှိပါမယ်ရရှိတဲ့အခါမှာရှေ့မှာရှိနေတဲ့ number 10 row ကဒီကိုပါမအနေနဲ့ပို့ပြီးလွတ်လပ်တဲ့အဲနေရာကြီးရလာမယ်အဲ့တော့ dice မှာ out numbering ဖြစ်သွားမယ်အဲ့တော့ဒါကဒီအကုန်လုံးပေါ်တော့ Guardiola ရဲ့ school ကအယူအဆပေါ့နော် positional play ပေါ့လေ positional advantage ရယူခြင်းပေါ့နော်အဲ့တော့ဒီ Arsenal လည်းသုံးတယ်အခုဒီ Chelsea လည်းအခုမှမဟုတ်ဘူးလည်းမချခဏသုံးတယ်အရင်ကတော့ Tuchel ကက တော်တော်လေးဟိုအဖြစ်နေပေါ့ဒါပေမဲ့ခုနောက်ပိုင်းဂူရီယာကလည်းတိုက်စစ်ကိုရမ်းလိုက်ပြရတာများတော့သူ့အနေနဲ့ကွင်းလေပါဝင်နေသူ short ချလာတယ်အဲ့တော့ short ချလာတဲ့အခါမှာ right back ရဲ့ကွင်းလေကူညီနိုင်မှုကတော်တော်လေးလိုတယ်ချဲစီမှာခုနောက်ပိုင်းအဲ့ဟာတော်တော်လေးကင်းမဲ့လာတယ်ဒီပွဲမှာအဲ့ဒါကိုမြင်ရတယ်ပြီးတော့ Romeo Labia ရဲ့ခြေစွမ်းကသူပါရဲ့ပွဲတိုင်းကောင်းတယ်ဒီပုံစံနဲ့သူကဟိုမွေးထုတ်ဒီပုံစံနဲ့တိုင်းပြီးတော့မွေးထုတ်ပြလိုက်တဲ့အတိုင်းပဲပြောမယ်ဆိုရင်ကျွန်တော်သူကလည်း Manchester City ရေကန်မြေကန်ထွက်ပေါ်လာတဲ့ကစားသမားဖြစ်တော့ဒီယာရင်းနဲ့သူကွက်တိဖြစ်နေဒါပေမဲ့ပြဿနာသူ့ရဲ့ဒဏ်ရာပြဿနာမဆုံးမှန်တော့ဘူးပေါ့နော်အဲ့တော့ငါပြောဖို့တော့ကောင်းတယ်သူလည်းဆိုတော့တော်တော်လေးလိုက်ပတ်တယ်တော်တော်လေးအဆင်ပြေတယ်ကျွန်တော်တွေ့ဖက်ကိုတွေ့ရတယ်အဆိုပါနဲ့လည်းဆလရှိကိုပို့ပြီးတော့တက်နိုင်တယ်ပေါ့နော်ဒါပေမဲ့ဒါကျွန်တော်ဒီပုံစံကိုကြိုက်လို့တော့မဟုတ်ဘူးဒါပေမဲ့ဒါဒီ formula school ရဲ့နီးပြားတွေရဲ့ formula လို့ပြင်နေတာပေါ့နော်အဲ့ formula ကိုဒီဘက်မှာတော့မြင်ခဲ့ရတယ်မြင်ခဲ့ရပြီးတော့ဒီ value key ကလည်းပုံမှန်တိုင်းဆိုရင်ဒီ value ရဲ့၃နဲ့၅ ဒီ style ပေါ့နော်၃နဲ့၅ style ကတောင်မန်သမ်းသားတွေက woods လို့ခေါ်တယ်အကျယ်ကြီးပေါ့နော်ဥမာ grillish ဆိုရင်တောင်မန်ကြီးကိုတောင်မန်နေဆွဲပြီးတောင်မန်ဟိုဒီဘက် line by line ထဲမှာသွားပြီးတော့ပုံကစားတယ်ပေါ့နော်ဒါပေမဲ့မာရူကီအဲ့ပုံစံကစားတယ်လေနောက်ပြီးတော့ဘဲတန်နဲ့ဖြစ်တဲ့အခါမှာဘဲဘဲတောင်မန် traditional ပုံစံကစားလာသူပို့ပြီးအဆင်ပြေ wood wood ချက်နေတယ်ဒါပေမဲ့သူကဒီဘက်မှာတော်တော်လေးကြီးကျူးနေတယ်သူ့ ူအဲ့ဒါလည်းကစားနိုင်တယ်လို့သူအတဲလေးဝင်လာရတဲ့အများကြီးပဲတကယ်တော့ဘယ်တန်နေနဲ့အတဲလေးကိုသူချိုးဝင်ဘောလုံးကင်မချိုးဝင်ရမလို့ဒါပေမဲ့သူကဘယ်ရောညောင်ကင်မှမြင်ရတယ်ကျွန်တော်တို့ဘောလုံးအဲ့တော့တော်တော်လေးစဉ်ပြေသူကစားတာကြည့်ပြီးတော့ဒါချဲစီအတွက်ဒီအဲဆိုမာရစ်ကဆက်တဲ့နေရာဘယ်နဲ့ရောင်ရှိပြီလဲမသိစံချိုးပဲဟိုလိုက်ညာပို့လိုက်အနေတူပဲတူလိုက်ညာပို့လိုက်အပြီးတော့အကုန်ကုန်ညာမှာပယ်မှာတုံးတယ်အစားရှိတဲ့ကျွန်တော်အများကြီးမြင်ပြွားရတယ်ဒါပေမဲ့ဘာလို့ပြောအဲ့အများကြီးမြင်ပြီးရတယ်မှာမာမာတို့ခီယာ အသူရဲ့ natural မဟုတ်တဲ့နေရာမှာပိုကောင်းအောင်ကစားပြနိုင်တယ်လို့သတ်မှတ်လို့ရမင်းပုံမှန်လဲဆိုရင်မတွေ့ခေကအာ9မိနစ်ကောင်းလဲ9မိနစ်ညင်းလိုက်နောက်တဲ့9မိနစ်ပြောက်သွားလိုက်အဲ့လိုကစားလေရှိတာမင်းရကြတော့ဒီပွဲချိန်အပြည့်သူကစားခဲ့တဲ့ဒီ85လောက်ရှိမဲ့အချိန်တခုလုံးတော့တော်တော်လေးကိုကောင်းခဲ့တာမြင်ရတယ်အဲ့တော့ဒါကြောင့်မဲချဲစီတိုက်ဆက်ကပူကျွနေခဲ့တယ်ဘောနော်ကိုပါမာကတော့ပျောက်ဆုံးနေစေပဲအဲဒါကတော့သူရဲ့သူ့ကိုယ်သူပြန်ရှာပေးရမယ့်အချိန်ပေါ့နော်ဒီလူငယ်စားသမားလူငယ်ကျယ်ခွင့်စားသမားတွေက ဂွာဒီလာပြောမှုတဲ့ဖိုဒန်နဲ့ပတ်သက်ပြီးတော့ဖာဒီနန်ကမေးရပေါ့နော်အဲဒီတော့ချန်ပီယံလိဖိုင်နယ်တက်တဲ့နေ့တော့ဖိုဒန်ဘလိုမြင်လဲဆိုတော့အရင်ကောင်းတယ်ပေါ့နော်မက်ဆီလိုလိုမျိုးတဲလန့်မျိုးပဲဒါပေမဲ့အဲ့လိုတဲလန့်ရှိရသားမရရှိတယ်ပေါ့လုံးဝလားဒါပေမဲ့ဒီသားသမားရဲ့ပြဿနာ DRD မင်းတို့ဖိုဒန်ကိုကောင်းတယ်လို့ချီးကျူးကြရပေါ့နော်ဟုတ်တယ်ကောင်းတယ်ဒါပေမဲ့အဲ့ဒါပြဿနာမဟုတ်ဘူးကောင်းတယ်ညင်းတဲ့ချိန်တွေရှိလာလိမ့်မယ်ညင်းတဲ့ချိန်တွေဘလိုကင်တွယ်လဲဆိုတာသားသမားကောင်းတယောက်ရဲ့ဝိသေသ characteristic သားသမားကောင်းတယောက် ဘယ်လောက်အချိန်ကြာကြာဖြစ်မလဲဘယ်လောက်ဒီကောင်းတဲ့ကစားသမားဖြစ်မလဲဆိုတာအဲ့ဒီအချိန်ကိုခံတွေ့ခြင်းကသက်သေပြနိုင်တယ်ဒါအဖြေပဲဆိုပြီးကျွန်တော်ပြောခဲ့တယ်ပေါ့နော်အဲ့တော့ကိုပါမအနေနဲ့လည်းအဲ့ဒီ period တွေကိုရောက်နေတယ်လို့ပြောရတယ်ကစားသမားဘဝမှာညင်းတဲ့အချိန်ကြီးဂျုံတွေ့တဲ့အခါမှာဘယ်လိုခံတွေ့မလဲပေါ့နော်အခု तू ပြောမှဆိုရင်အမ် तू လုံခဲ့တဲ့တလားငလားလောက်တည်းက तू ညင်းတဲ့အချိန်တွေမဟုတ်သေးဘူးပြောမှဆိုရင်အသိကမကောင်းတာဒါပေမဲ့အခုက तू ကမကောင်းတဲ့အချိန်တွေရောက်လာတယ်သူတကယ်ရင်းနဲ့အဲ့ဒီ ကြားထဲမှာသူညက်ပြီးတော့ तू तू ပါမကောင်းလို့လို့ပြောလို့ရတယ်ဘာလို့သူ့ level နဲ့ဆိုရင်ပြောတာပါသူ့ level နဲ့ဆိုရင်မကောင်းလို့လို့ပြောလို့ရပုံစံမျိုးဖြစ်လာတယ်ပေါ့နော်အဲ့တော့ तू ဒါကတော့ရုံထွက်ဖို့လို့ဒီ channel ရဲ့အပိုင်းလေးတွေကတော့အမ်တော်တော်လေးဒီဘက်မှာအဆင်ပြေခဲ့တယ်အရှင်လိုမျိုးကလည်းလွန်ခဲ့တဲ့ December November လောက်တုန်းကကိုပမားလို့ခြေစမ်းလို့ဆိုဒီဘက်က9လောက်ပြသွားနိုင်တယ်ဆိုတော့စစ်စစ်အမေဟုတ်တယ်ဟုတ်တယ်ကိုယ်တော်ပြောင်းရတယ်ဒါပေမဲ့အဲဒီ force ကိုတော့ကျွန်တော်တို့ကိုပါမစီမမြင်ရတဲ့အတွက်ချဲစီကအာဒီ tactics ပိုင်းရဲ့ talisman ဥဆောင်ပျောက်ဆုံးနေရလို့ပြောရပါမယ်ဟုတ် ချက်စီနဲ့ပတ်သက်ပြီးတော့မှဒါမနေ့ကထူးခြားတဲ့ဟာလေးပေါ့လေဒါစီတီပြောရတဲ့စီတီပြောရတဲ့အထက်မှာလည်းတော်တော်လေးလဲဝင်ပါလေဒါပေတော်မတက်စစ်မှာပြောင်းလဲလို့ပြောမှကစားသွားတာလေနောက်တဲ့ဝင်လည်းပါလက်ပြပြန်ပါလာတာဒီပြောင်းလဲရတဲ့သူကရှင်နဲ့ဝေးရပါတယ်တစ်ဖက်မှာအေဗန်ကဒီနောက်ပိုင်းဒါအသင်းကြီးတွေနဲ့တွေ့ရပေါ်ဒီမှာဘိုးဘောက်ပျောက်လာတယ်ဗောနော်ဒီဘောက်ကိုသူတို့ဝါစီနဲ့ရှုံးတယ်ဒါပြီးခဲ့တဲ့ဘက်ကမန်ချက်စတာစီးတီးကိုသူစီနဲ့ရှုံးတယ်ဒီနေ့ကဒါချယ်စီကိုသူတို့ဝါစီနဲ့ရှုံးတယ် ပုံမှန်တော့ DB Moyes တက်တဲ့မှာက Everton ရဲ့တိုက်စစ်လေးကအာအရင်ကားတဲ့ဆိုင်အများကြီးပူပေါင်းလာပါတယ်။ဒီနေ့ကလည်းဘိုးပေါက်ချင်းကြောင့်လည်းဆိုရင်ကျွန်တော်လေးလည်းကောင်းပါတယ် Chelsea ကိုမှကောက်ဝဲနိုင်သွားတယ်လို့ပြောလာပါလို့။ဒါပေမဲ့ဒီ Everton ကိုကြည့်ရတဲ့ဟာကျတော့သူတို့ဟာကောဖို့ဆုံးတဲ့တစ်ခုရောက်သွားတဲ့အနေအထားမှာဒါဒီတိတ်ငယ်လေးမှာနည်းနည်းလေးမြန်ဒီစိတ်ကိုတခြားပိုင်းတွေရောအားလုံးကိုလေအကြောက်ပဲနည်းနည်းရောက်လာလားလို့ဘောအဲ့လိုသွားမြင်မိတော့ပေါ့လေစီတူရောဘယ်လိုမြင်မိလဲဘယ်လို Everton နဲ့ပတ်သက်လို့ ကအဲဘတ်တန်ငါခိုင်စစ်ကောင်းတယ်အဲမိုးမိုက်ကလည်းအဲ့ဒီပုံစံနဲ့သူတင်ထားရပေါ့နော်ဒါမဲ့တိုက်စစ်ကကျွန်တော်အကောမဲ့လူမရှိဘူးပြောလားသူတို့အဲ့ဟာကိုဒီလာမဲ့လူရာဒီမှာသူတို့အကြီးကျယ်ပြင်ဆင်ရတယ်မန်ကန်နဲ့ဒီ profile လေးပေါ့နော်အာဒေးမိုင်းစ်ကဒီကေအောင်စတိုင်ဆန်နေနေနည်းနည်းမဟုတ်ဘူးကောကေအောင်ဆန်နေလို့ပဲကျွန်တော်တို့လက်ရှိဆန်တော့ရတော့တတ်မှတ်တတ်မှတ်ရမှာပေါ့နော်အဲ့တော့သူ့သူ့အတွက်တောင်မှဒီအေဗာဒမာ sorry ဝါဆမ်မာတော့ပိုဝင်လို့လို့စားသမားကြီးကုဒူးစ်တို့ အာဒီပြီးတော့ packet အလိုအစားသမားတွေအဲ့လိုမျိုးအစားသမားတွေလိုပဲအဲ့လောက်မကောင်းရင်တော့အလိုအစားသမားတွေလိုပဲဒါပေမဲ့ပြဿနာ Everton မှာအဲ့လောက်ကောင်းတဲ့လူလည်းမရှိဘူးအဲ့လို profile လည်းမရှိဘူး Everton မှာရှိနေတဲ့ကစားသမားတွေ profile အလုံးကပြန့်ချင်းနေတယ် playmaker တယောက်မှမရှိဘူး playmaker ဒီ number 10လိုပုံစံကစားနေတဲ့ကစားသမားတယောက်မှမရှိဘူးအဲ့တော့ Dukuri တို့ကစားရတယ်ဒါပေမဲ့ Dukuri ကဒီ box to box ပုံတန်တယ်ပေါ့နော်အဲ့တော့ cancel အတွက်ကိုအသုံးဝင်တယ်သူကိုယ်တော့တွင်းနိုင်တယ်ဒါပေမဲ့ तू က playmaking လုပ်မလုပ်နိုင်ဘူးဒီလိုပဲကျွန်တော်တောင်းပန်နေမှာလည်းမရှိဘူး အာမန်ဒီမှာလည်းတော်တော်လေးအားနေပြီးတော့ဒီဘွဲမှာ NDR အဲ Everton တော်တော်လေးအားကိုးရတယ်ဆိုတော့ NDR ပေါ့နော်ဒါပေမဲ့ तू ကလည်း playmaking style မဟုတ်ဘူး तू ကဘောလုံး dribbling လုပ်နိုင်တယ်တဲဆောင်နိုင်တယ်ဒါပေမဲ့ तू playmaking style မဟုတ်ဘူးဒါပေမဲ့ drive material ဝင်လာတယ် तू ကတော့ဒီ play ကိုကူညီပေးနိုင်တယ်ဒါပေမဲ့ तू ဟာလည်း traditional ဝင်ကစမ်းတဲ့စာသမားဖြစ်နေအဲ့တော့ Everton ကစားသမားတွေကိုကဒီပုံစံကြားတဲ့တိုက်စစ်တစ်ခုဖြစ်ဖို့အခက်အဲတော်တော်လေးခက်ခဲရင်လည်းပေါ့နော်အခက်ခဲတော်တော်လေးရှိတယ်အဲဒါကြောင့်လည်းကျွန်တော်တို့ Everton တိုက်စစ်ကို ကောင်းမမမြင်ရဘူးအဲတချို့အချိန်အနေမှာ Everton ဒါ Pedro လို့ကိုယ်တောက်လျှောက်တွင်းနေကာလာရှိတယ်မွိုင်းစကိုင်းတော့ဆိုရင်အဲတော့ဆိုရင်ကိုယ်ညင်ရအဲ့ဒါဘာဖြစ်လို့လဲဆိုတော့ Fancy ကနေတိုက်စစ်ကိုတိုက်တိုက်ရသွားတယ်အဲ့တော့နော်ဒီ transition attack တွေကြောင့်ရှာခဲ့တာပေါ့နော်အဲပြောမဆိုရင်ဒီ Premier League ရဲ့ဒီ grab ပေါ့နော် slow entry ကဘလုံးအနည်းငယ်လေးကစား position အရင်တိုင်းနဲ့အုပ်စုရဲ့ဒီ first and direct အုပ်စုရဲ့ရှိတယ်အဲ့တော့ first and direct အုပ်စုမှာထိုက်ဆုံးမှာဘုံမောက်ရဲ့ ဘုံမောင်းနဲ့အမ်တော်ရန်ဖော်ရက်ဆိုရှိအပြင်အဲဘာတန်ပေါ့နော်ဖရေဘာတန်အဲ့ဒီတိုင်းရိုက်ဟိုအိုင်းနဲ့သွားတာဒီချက်စီနဲ့ပတ်မှာလည်းကျွန်တော်တို့လွတ်သွားတဲ့အခြေအနေတွေပဲကျွန်တော်တို့မြင်ခဲ့ရပါတယ်ဒီကနေဒါပေမဲ့အမ်ကျွန်တော်တို့အဓိကကအဲ့လားအရင်ကလွတ်နေမှာမဟုတ်ဘူးပေါ့နော်အဲဘာတန်လက်ရှိအခြေအနေနဲ့ဆိုဒါကြောင့်မလို့အဲဘာတန်အခုလိုပုံစံမျိုးမြင်နေရတယ်လို့သုံးသပ်ချင်ပါတယ်ပေါ့အာအဘာတန်က chance လေးတော့ရတယ်ကူရနိုင်တဲ့ဒီဘယ်လိုပြောမလဲဟို HG ကျတော့ဒါကြီးမြင်နေတာမျိုးမဟုတ်ဘူး ်နိအဲ့ဒါကြီးရတယ်ခင်ဗျာတိုက်စစ်ပြောဒီနောက်ပိုင်းနည်းနည်းသတိထားကြပါပေတရိုကန်နဲ့တလုံးဟုတ်ကဲ့မက်နေကန်နဲ့တလုံးတော့ပဲဟုတ်ကဲ့မက်နေပါလာရင်နောက်ပိုင်းနေမှာတော့ဒီဘယ်ပြောမလဲဆက်ပလေးတွေပူပြီးကောင်းလာမယ်တေကန်ဘောတွေနောက်ထပ်ဒီဘယ်ပြောမလဲအဝေးဘောတွေပေါ့လေနောက်ပတ်စပူပြီးမှကောင်းလာနိုင်တဲ့ပုံစံမျိုးတော့ရှိရပါဘူးရာဒီကွန်ဝင်နီမှာအေဗာတန်ဘယ်ဆင်းရောက်မလဲတော့ဒီပေါ်လောလောဆယ်ကတော့သူတို့ comfort zone ကိုလည်းရောက်ထားပြီ။အဲယာစီလက်ချံပွဲတွေပေါ့ အားပြိစိုက်ပါမလားဆိုတော့နည်းနည်းလေးတော့တန်ရာဝင်စရာလေးနောက်ပိုင်းမှာတော့မြင်လာတယ်ချက်စီကတော့အညီပြောသလိုပဲရန်ကြီးကောင်းတဲ့ဝင်ပြီးတော့မဟုတ်ဘူးတပွဲလုံးမှာမှချက်စ်ကစေဂျီဝင်တယ်လို့ပဲရတဲ့ဟာဆိုတော့ဒီကိုအင်ကွင်းပွဲစဉ်မျိုးမှာဘိုးသွင်းခွင့်စေဂျီတော့ပဲရတာအမှန်တမ်းပြောတော့ရှင်ပုံစရာတော့ကောင်းကြီးတော့မဟုတ်ဒါပေမဲ့လိုအပ်တဲ့နိုင်ပွဲတစ်ခုကိုရခဲ့တယ်ဒါကတော့ချန်ပီယံလိဂ်ဝင်ခွင့်အတွက်အရန်ကိုအရေးပါတဲ့ပွဲတစ်ပွဲပေါ့လေနောက်ထပ်ဒီညပိုင်းမှာလည်းကစားသွားတဲ့ပွဲတစ်ပွဲအန်ယူကဆယ်နဲ့ဒီအစ်ဆွေတူပွဲပေါ့လေ ဒီပွဲမှာတော့အမှန်တမ်းပြောရင်တော့ဟိုဒီပတ်စံနိုင်မယ်ကုပြနိုင်မယ်ဆိုတော့ဟိုတွက်ထားပြီးသားပါပဲဒါပေမဲ့ဟိုမထင်မှတ်တဲ့အခက်အခဲလေးတွေတချို့ကြာပြီးပါစေမြင်လာတာလေးရှိတယ်ကာဆယ်ပွင့်ပြန်ပန်းနေရလာပါဘောဒီပိုင်းလေးတွားပြောမှမြင်မိတယ်စွစ်တာတယောက်မရောခဲ့ဘူးဆိုရင်ကာဆယ်ကဒီရက်ပူပြောမှတော့ခက်ခဲနိုင်တယ်ဆိုတော့အပြင်းပြင်းလေးမခဲ့တာဘောဒီကာဆယ်နဲ့စွစ်ပွဲလေးလည်းစီကျွန်တော်သုံးသပ်ပြီးပါဟုတ်ကဲ့တော်တော်လေးကောင်းပါတယ်ညကစယ် force ပေါ့နော်သူတကယ်တင်ကစားတဲ့အချိန်မှာတော်တော်ကြောက်ဖို့ကောင်းတာမြင်ရတယ် ီဘရူဂမရစ်ဆန်ဒရိုဒိုနာလီပြီးအလက်ဇန်ဒါအစ်ဆက်အပြည့်ဒီမာဖီလိုကစားသမားကအစပေါ့မာဖီရဲ့အာဒီပရိုစီကတော်တော်ကြောက်ပူအောင်လားတလုံးလုံးထွက်နေရဒါပေမဲ့အစ်ဆက်ကဘောက်ကလေးအရှောက်ပြီးတော့ကန်နေရပါတော့တကယ်တော့ဘိုးကစောစောစီစီရမှာလားအစ်ဆက်လွဲကန်ဒီတခြားဘိုးကမဲ့အခြေအနေတွေကိုတလွဲကန်နေရအတော်ဆိုးရပါတော့ကျွန်မလည်းတော်တော်လေးသတိထားမိတယ်ဘာလို့လဲဆိုတော့ကျွန်တော် fantasy market ပြင်ပေးတာလို့ပေါ့နော် တော်တော်တော်ဆိုးရစမ်းတာရေစက်ကအဲ့တော့နောက်တော့ပနတီနဲ့ကိုရခဲ့ပါတယ်ပနတီကလည်းပေးတဲ့နဲ့ပနတီပါပြီးတော့အနီကက်အနီကက်ကလည်းဒါနီကက်ထိပါတယ်သာသမာဘန်ဂျွန်စင်တင်နဲ့အာတော်တော်ဆူဆူတော်တော်ဆူဆူစမ်းတာရေပဲဝါကက်တက်ထိတာပြီးသားကိုဒီ exact lane လိုက်ပြီးထွက်သွားရဲ့အချိန်ပဲလိုက်ပြီးတော့နောက်ကလိုက်ဖက်လိုက်ဖက်တယ်ပေါ့နော်လိုက်ဖက်လိုက်တော့အာထွက်ချက်မရှိဝါကက်ဖြစ်အခြေအနေပေါ့နော်အဲ့ဒါနေသွားရဲ့ပေါ့ဒီလောက်အတင်းတော့ခါရောက်နေတာအခြေအနေမှာတော့ဘယ်လိုလုပ်တယ်ဆိုတော့ ီကစားသမားကောင်းတယ်မပိုင်တွေးနေလဲတော့မသိဘူး player ရော Newcastle player တို့ကြောက်ကိုကောင်းတယ်အစားပိုင်းမှာဒီ switch ကနည်းနည်းပြန်လုံနိုင်နေသေးတယ်ဒါပေမဲ့တဖြည်းဖြည်း Newcastle စီးရလေးတွေအိမ်ကွင်းလေးပြင်နေတော့လောက Newcastle ရေမုံတိုင်းအောင်တယ်မှာအရေးပြောသွားတာပေါ့နော်တခုတော့ရှိရဲဒီဘက်မှာအစောပိုင်းတော့ပေါ့နော်အဲဒီ Manchester United နဲ့သတင်းထွက်နေတဲ့ Liam Delap Liam Delap ရဲ့ဒီပြေးလမ်းကြောင်းရှိကြီးအဲကြောက်ကိုကောင်းတယ်တော်တော်လေးကိုမြင်ရပါလေမကြာခဏလည်းမြင်ရပါဒါပေမဲ့အဲဒီ ယူကာဆယ်နဲ့ပွဲမှာလည်းဒီဟာလေးညီခဲ့ရတယ်ယူကာဆယ်ပလေးယားတို့ပါဖက်ပဲတော်တော်လေးကိုပြည့်စုံတယ်ပြီးတော့သူတို့လူတွေလဲသွားတယ်အေးစီလေးအကုန်လုံးလဲသွားပြီးတော့သူတို့ပြောမှဆိုပြည့်စုံနိုင်မှာတပွဲကိုရှာသွားတာပေါ့နော်ဒီဘက်မှာဆိုတော့မာဖီးယားတော်တော်လေးချီချူပူပါအောင်ဒီစားသမားတာမန်ကစားသမားပါလားမမေ့လေတာမန်ထက်ပိုရဲစမ်းဆောင်ယူဒီလောက်အကြာကြီးပြနေတာတော်တော်တော်ချီချူပူကောင်းတယ်ပေါ့နော်ပြီးတော့ဒီဒုတိယပိုင်းမှာအပြီးကနေမှဝင်လာတာပါအိုဆူလာတို့ပါလို့အိုဆူလာကတော်တော်လေးကိုလာလာရှိတယ်သူပါတိုင်းမှာ တော်တော်လေးကြောက်ကောင်းတယ်။ဘိုးကြီးလည်းပါတိုင်းမှာတွင်းလေးရှိတယ်ပေါ့နော်။မနေ့ကလည်းသူအဲ့အချိန်ကတော့ပြသွား။ယူကဆယ်အတွက်တော့အဖက်ဘက်က perfect ဖြစ်တဲ့နိုင်ွယ်ပြီးတော့ trippier လည်းတော်တော်လေးခံစစ်ကိုမကစားရတော့ဖြစ်တဲ့ပွဲမှာ trippier ကတော့တကယ်လန်ထွက်နေတာ။ဒီပေဘက်ကံကိုမြင်နေရတယ်။ဟုတ်တယ်။ခံစစ်မကစားတောင်းပေပါသူက။ဟုတ်တယ်။ဘလိုကင်မာရစ်ကိုတည်ပေးလိုက်တဲ့ဘောလုံးမျိုးစင်တော်တော်တည်တတ်တာပေါ့နော်။လှလာဆိုတော့တည်တတ်တယ်။ဒါကြောင့်တော်များများတော့လုတ်တတ်ပါလေ။ ဟိုကန်တဲ့ပြီဒါမဲ့အဲ့လောင်မှပြီးလိုက်တဲ့ပုံလိုမျိုးဒီဘလူးမကင်မရာစကကန်လိုက်တာဟုတ်တကယ်ဟိုတောင်ကျော်ဖို့ဖြစ်သွားလို့အဲ့ပုံလိုမျိုးတော့ဝင်လိုက်မယ်ဆိုအဲ့ချိတ်ဆက်တွေအဲ့တွဲလုံးကြီးကရပ်ဖို့လာတဲ့တွဲလုံးမျိုးဖြစ်လာပြီးတော့တလုံးကြီးတော့လိုနာလီဒီပနေဒီရဲ့ထိတ်ကကန်တော့တောင်းတိုင်တတဲ့ဝင်သွားရဲ့ဖြစ်ရလေပေါ့အဲဟုတ်တယ်ကကဆက်ကူရမယ်ဆိုတော့အများကြီးပါပဲချက်စားလိုက်ဒီပေါ်မှာ25ချိန်25ချိန်26ချိန်တော့အဲ့လောက်ထိရတယ်ဗောလေအခုကြီးလည်းအများကြီးရနိုင်တယ်ဒါပေမဲ့ ဒီအထီးကတော့ကိုယ်ပဲပန်းမကြီးတဲ့နိုင်ပွဲကိုရောက်သွားတယ်ဒုတိယဘက်မှာ rotate လဲပြီးမှဇာတ်မားတွေကိုနားပြီးသွားတယ်ချက်ကုတ်မှာပြလို့စင်တာ sorting နားပြီးသွားပါတော့မာဖီးယားအမှန်တမ်းပြောရင်ဟိုကာဆယ်ရောက်ခွာစားပြီးဘာမှမဟုတ်ဘူးပါတယ်ဒီကတမန်ဇာတ်မားတယောက်လောက်ပဲဒီလိုမျိုးဒီ extraordinary player တယောက်လောက်ဖြစ်လာမယ်လို့ချင်းရအောင်နော်ဒီအသည်ကျတော့ဒီမြေတာ is set နဲ့တွဲလို့နေရတော်တော်ကြီးကိုဒါကြောက်တော့လာတယ် emery ကိုမိသွားရတော့အောင်ဖြစ်ဒါချက်ကုတ်မှာပြီးဆက်ဆောင်သွားနိုင်တယ်ဘာလို့ emery ကအခုစနေဒါ ်ဘင်းကလည်းပြောင်းသွားပြီဟိုမိလည်းမိသွားကြပါဘူးဒါတကယ်ကောင်းခဲ့တော့အဲဒီကညာချမ်းမှာဆိုရင်လူကစရဲ့ညာချက်တိုက်စစ်ကိုအဓိကပုံပေါ်ပြနေတဲ့ဒီမှာမှာပူတီနောက်ပိုင်းတော့ချက်ကောမာဖီးယားတော်တော်ကြီးကိုလည်းကောင်းလာတယ်မနေ့ကမာဖီးယားလည်းဒါပွဲချင်းတစ်စိတ်ဒီမှာမဲ့တုံးလို့ပါငါပေးလိုက်တယ်ဆိုတော့ကာဆဲတော့ဒါမဲ့ပွဲချက်တယ်လေကာဆဲပွဲကကျတော့မနိုင်ပြောရင်ဒီချန်ပီယံလိဂူဝဲမန်းနေတဲ့အသင်းတွေထဲမှာဆိုပွဲချက်ဆုံးလို့ပြောလို့ရတယ်တို့ဒါကစားမဲ့အသင်းတွေထဲမှာဆို Chelsea နဲ့ Inter Milan တွေပါလိတယ်နောက်ထပ် Arsenal နဲ့ Away Goal ပွဲစဉ်တွေပါလိရဲ့တကယ် ီ traditional business တွေနဲ့ဒါကစားဖို့ကြံရည်အတွက်အခုလိုမျိုးဒါ rotate လုပ်ပြီးမှသုံးသွားတာပြတော့ cassette အတွက်ဒီသဘောဆောင်တဲ့အချက်လို့ဒီမှာတယ်နောက်ထပ် firmware တော့ဒီ face body body အဖေဖလားသူဒီပဲ channel နှစ်ပွဲရတော့မရကြောတော့ရန်ကြီးတော့တိတ်တော့မကောင်းဘူးလေတန်းစင်းစုံလေးရောက်နေတဲ့အပြင်လူပန်တဲ့လက်စတာတို့နောက်ပွဲရတယ်ဒါဝက်ဆန် sorry ဒါဝက်ဆန်လေးရတော့သူ့ကိုမစိုးဘူးနော်ဒါပေမဲ့အခုကြည့်လိုက်ရတာကျတော့ အဲပဲလစ်ပွဲလေးပဲပူပြီးတော့မှကြည့်လိုက်တယ်ပဲလစ်နဲ့အစတူလာပွဲအဖေဘလာအတူပူလူပွဲအာပဲလစ်ကအာခုနှစ်အကြာမှာအဖေဘလာပူလူပွဲကိုတချို့ပြန်တက်တယ်အဲ2014 15ဝန်းကျင်ပေါ်လေအခုခုနှစ်တော့တိကျတော့မပြဲတော့တာဒါပေမဲ့ခုနှစ်လောက်ကတော့အဲပဲလစ်ပူလူပွဲတက်တယ်ပူလူပွဲမှာမန်ချက်စတာယူနိုက်တက်နဲ့တွေ့တယ်အဲမန်ချက်စတာယူနိုက်တက်ကအချိန်ကို twin goal နဲ့အာ2-1နဲ့9လောက်ကပဲလစ်ကတော့တူပြရပဲရသွားခဲ့တယ်ဘူးကတော့ပဲလစ်ကပူလူပွဲကိုနောက်တစ်ချိန်တက်ခဲ့ပြီး ဒါနောက်တစ်ချိန်တက်ခဲ့တာမှာအစတိုမီလာကိုဒီလိုမျိုးပိုးပြက်နိုင်မယ်လို့ဘိုးမောင်ကမြင်တာဟုတ်ပေါ့နော်ဒီပယ်လက်ဇက်ခြေစွမ်းကဘလော့ဖီတောင်ပေါင်းသွားလို့ဒီဘက်မှာအစတိုမီလာကိုဘလော့ဖီတောင်ညံ့သွားလို့ဒီလိုရက်လက်ထွက်သွားတယ်ဆိုတာစီးပုံမဲ့ပြောပယ်လက်ကတော်တော်လေးဒီရည်မှာပေါင်းတဲ့အတင်းနဲ့မှာပါပါတယ်ရာဒီဆန်တော့ရုံးကြင်ငယ်ဒါပေမဲ့အဲ့ turning point တစ်ခုကနေစပြီးတော့အခုချိန်ထိသူတို့ရဲ့ခြေစွမ်းရတော်တော်ကြောက်ဖို့ပေါ့ပွဲချက်တယ်ခြေလမ်းကျနေလို့ယူဆထားတဲ့အချိန်ဒီမှာတို့ပြီးခဲ့တဲ့ ပတ်တော့လည်းဒါအာဆင်နယ်တည်ရကစားခဲ့တယ်။အဲ့ရှိမှလည်းဘုံပေါင်းနဲ့တည်ရကစားတယ်မလို့ဒါပွဲချက်နေရသူတို့မှဒန်ယာကလည်းဒန်ယာရကလည်းမဟုတ်ဘူးပေါ့။အနီကက်တွေထိနေရသူတို့ခြေစွမ်းချနေပြီးလို့ထင်ကြတယ်။ဒါပေမဲ့လည်းဖဲလစ်ဆိုတော့ပြဿနာမဟုတ်ဘူး။ဘာလို့လဲဆိုတော့သူတို့ရဲ့စနစ်ကကောင်းနေအောင်ဒီ Oliver Glasner ချမှတ်ထားတဲ့စနစ် Oliver Glasner ဒီသူ့ရဲ့ Master Plan တွေအတွက်ရွေးချယ်ထားတဲ့ကစားသမားတွေအပေါ်လုံးကပြည့်စုံတယ်။သူကလည်းသူအပေါ်အဲ့တော့ဒီအခုလိုမျိုးဖဲလစ်ကိုမြင်ရလဲ ါမဆန်းဘူးပြီးတော့ပြောမယ်ဆိုရင်ဖလားပွဲနဲ့လိုက်ဖက်တဲ့ပုံစံရှိတယ်အဓိကခန်းစစ်ကောင်းတယ်ခန်းစစ်ကလာမရေးတော်တော်လေးကောင်းတယ်ပြီးတော့တိုက်စစ်မှာလာလုံးဝအရန်မြန်နဲ့စားလို့သာသမားရှိတယ်ပြီးတော့ဘောလုံးဘောလုံးကိုင်လာအရန်ကောင်းတယ်ပေါ့နော်ဘောလုံးကိုင်လာအရန်ကောင်းပြီးဒီချဲလန်နိုင်တဲ့အစေလို့သာသမားမျိုးရှိတယ်အဲ့စစ်ထောက်မှရှိနေတဲ့သာသမားကဒါပြောမဆိုရင်ခြေနှစ်ဖက်စလုံးတန်လေခေါင်းလေးကောင်းကောင်းကောင်းတာနေနဲ့ speed တဲ့အတိုင်းလာတဲ့ပူဒီနီယံနဲ့လဲဖြူကခက်တယ် အဲ့လိုပုံစံမျိုးနဲ့ပွဲစည်းထားတော့ပြောမဆိုရင်ကစားရရင်ခက်တာပေါ့နော်သူတို့ရင်ဆိုင်ရရင်ခက်တယ်အပြီးတော့ဟိုဒါလူမျိုးရင်းသားရောင်နဲ့ပြောရမှာမဟုတ်ပါဘူးဒါပေမဲ့ပဲလစ်ကလားမားရလူမျိုးကစားသမားရင်းများတူစားနာရှိတဲ့သင်းလုံးတော်လူမျိုးရင်းနဲ့ကံလို့ရတယ်ပေါ့နော်အဲ့တော့စတားတပတ်မှာသူက physical prowess ဒီ physical ဘိုင်းအားတာမှုပါတော်တော်ကြောက်မှုပါစက္ကန့်ဘိုင်းတော်တော်ကြောက်မှုပါ အဲ့တော့ဒါမဲ့ကျန်းမာရေးဘိုင်းကိုကောင်းလို့ဒီနဘူရဲ့ဒီပင်ပင်ကိုရေးသွေးပေါ့ technical ဘိုင်းနေ technical ဘိုင်းနေမကောင်းတာလားအဲ့လိုပေါ့ဒီ system နဲ့ kait နေတဲ့ပုံစံမျိုးအကုန်လုံးရှိပြီးသားပေါ့နော်ဒါ natural အဒီဘက်မှာဆိုရင်အ minus အရင်ဟိုတို့ကအနည်းငယ်လေးဟိုလိုပြောမလဲနည်းငယ်လေးနမောနမဲနိုင်တဲ့ cancer ဘိုင်းဆောင်ဆန်းဆောင်ရေးရှိတယ်ဒါမဲ့တို့ရဲ့ကြိုးစားမှုနဲ့တို့ရဲ့ကစားကြောက်စရာ minus ဆိုအရင်ကြောက်ဖို့ပေါ့မယ်ကစားပြီးတော့ဒီ cancer မှာ lacrosse ခဲဒီဒီသားသမားတွေက တော်တော်လေးကိုအကူအလာကွာဆေးရအတူတူလေးကိုကောင်းတယ်မဒီရဒီရဲ့ကောင်းဆုံးကံစပါမရအောင်ထည့်လို့ရလာကွာဆေးဆွမ်းဆောင်ပြရအကွင့်ရမှာဆိုတော့ဝါဒန်ပြန်ပါလာခုနကဝါဒန်ပြန်ပါလာရင်နောက်ပိုင်းဖီလစ်ပူပြီးဆွမ်းဆောင်တက်လာဒီနေ့ပွဲဆိုရင်ဒါဝါဒန် versus Tillemans ပေါ့နော် Tillemans ကဒါကဘာအဆင့်တဲထည့်ရမယ်ကွင်းလေလို့ပေါ့ကဘာအဆင့်ထဲမှာဆိုထိတ်ဆုံးတဲ့တော့မပါဘူးပေါ့ဒါပေမဲ့ကဘာအဆင့်တွေဝင်မဲ့လိုင်းကြောင်းထဲမှာသူပါတယ်ပေါ့နော်အဲ့တော့ Tillemans ရဲ့ခြေစွမ်းပြောက်ပါဝါဒန်ခြေစွမ်း သိတာပေါ်လွင်နဝတန်း technical ကိုကောင်းတာအဲ့တော့ဒီ peer palace မှာထူးခြားတာ central midfield ကကားသမားတွေ central midfield က warden တို့ဒီဒီဘက်မှာ commander တို့တုံးတယ်ပေါ့နော် huge တို့တုံးတယ်မျိုးမျိုးတုံးတယ်ဒါပေမဲ့ကျွန်တော်တုံးနေတာဒီပွဲတစ်ခုရဲ့ပြောတာပေါ့သူတုံးနေတာညာဘက်မှာပဲတုံးတုံးပြီးဘယ်ဘက်မှာညာတယ်မတုံးသူတို့တောင်းကျင်တဲ့ပုံစံကဒီပန်စင်တွေအထက်မဟုတ်ဘဲနဲ့သူတို့က ball carrying ability ကိုသုံးတဲ့ပုံစံဖြစ်ပြီးတော့ဒါက အကျံသိနေတဲ့ဌာနတဲ့အချက်ဖြစ်တယ်ဂလက်စနာရဲ့အဲဒီ tricks တခုဖြစ်တယ်ပေါ့ဒါပေမဲ့သူသွားကျင်တဲ့ပုံစံအတွက်သူချတာတဲ့အချက်ဖြစ်တယ်ဒါတကယ်သဘောကျအောင်ပေါ့နောက်ပြီးတော့ဒီသူ Munoz ကိုသုံးချကုန်တိုက်စစ်ကိုအရန်လိုက်တယ်ခန်းစစ်မှာလိုအပ်ချက်ရှိလို့တိုက်စစ်ကိုအရန်လိုက်တယ်အဲ့တော့မိုက်တယ်ဒီဘွဲတော့ဘွဲတော့တော့သုံးသက်ရရင်တော့ဒါအစုံဖီလာဘက်မှာလိုအပ်ချက်တွေအများကြီးရှိတယ်အဲ့ဒါကတော့အဓိကကြီးမားတဲ့ပြဿနာကဝက်ပန့်နေရဝက်ပန့်နေတယ်မာကတ်ဆွဲရှုမပါဘူးအဲ့ဒီချိန်ထဲမှာ ်ဦးလိုက်အမလီကအနေငယ်မိကုံးထုတ်เสียရကောင်းတဲ့ပွဲထုတ်မှုကိုလုပ်ခဲ့အဲ့ဒါကတော့ SNC ကိုသုံးတာပဲ SNC ကိုဟာကိုယ်ကတွင်းကောင်းတွင်းမယ်ဒါပေမဲ့ तू ဟာ super sub အနေနဲ့ပဲအဆင်ပြေနေရသူပွဲထုတ်စားရဲ့ပွဲတွေကအဲ့လောက်ကြီးအဆင်အသေးအရမ်းငယ်တော့အဆင်ပြေရပါတော့ဒါပေမဲ့အဲ့လိုမျိုးမဟုတ်ဘူးသူ့အဲ့လိုသုံးတာထက်ဆိုင်ဒီပွဲဟာဒီ defensive war တွေကိုကိုလူရဲ့ပွဲဖြစ်တယ်အဲဂျာကိုရမ်ဇီလို့ကစားသမားမျိုးကိုတုံးတာရမ်ဇီနောက်ပိုင်းမှာလည်းပြန်ကောင်းနေရတယ်ရမ်ဇီလို့ကစားသမားမျိုးတုံးတာပို့ပြီးတော့ကိုက်နေတယ် အန်ရီလဲပုံစံတယ်လို့ထင်ဒါပေမဲ့မသုံးခဲ့ဘူးပြင်ဒါအပြင်ခံစစ်မှာဆိုရင်လည်းအမ်ဘယ်လိုပြောမလဲကျွန်တော်တို့ cash ကိုတုံးတယ်နော် cash ကမတုံးတော့ cash ရဲ့ဒီပုံစံကိုကအများကြီးတာမဲ့ဘဝမှာတုံးတာပြဿနာမရှိဘူး cash console ဘာလို့တကယ်တော့ console က right back ဖြစ်ပြီးတော့ဒီ RCB နေရာမှာညကြိုက်တဲ့ကစားသမားကိုတုံးပြီး center back ဖြစ်ဖို့ပဲလိုတယ်ကြိုက်တဲ့ကစားသမားကိုတုံးရတယ်အဲ့ဒါပြဿနာမဟုတ်ဘူးဒါမှမဟုတ် camera ကိုဆွဲချက်အပြင် onana ပြန်ကောင်းနေဖြစ်တယ်ဆိုတော့ကိုင်းနေမှာ onana နဲ့ အဲဒီထီလမန်ဆိုတော့သူကရွေးချက်စရာအများကြီးရှိတယ်။ဒါပေမဲ့ဒီနောက်ပိုင်းမှာရှိဘူး။ဘူလိုင်းလူတွေကသူ့ရဲ့ဆုံးဖြတ်ချက်တွေကနည်းနည်းလေးလွယ်လာသူခက်အောင်လုပ်နေတာပေါ့နော်။လွယ်လာခက်အောင်လုပ်နေတာ။အရင်ခက်တဲ့လုပ်တွေတော့သူအရင်ကောင်းအောင်လုပ်ခဲ့တယ်၊လုပ်ပြခဲ့တယ်။ဒါကြောင့်လည်းဒီလိုတရားကြီးရောက်လာတာ။ဒါပေမဲ့အခုလွယ်လွယ်လေးတချို့အရာကြီးတော့သူလုပ်နေတာနည်းနည်းလေးဘေးမထွက်စရာဖြစ်လာတယ်ပေါ့နော်။အဲ့တော့အဲ့ဒီအရာကြီးကြောင့်ဖီလာကတင်းဆောင်နေတယ်။အခြားဘက်မှာ Crystal Palace ကအားကောင်းနေတယ်။အဲ့အားကောင်းခြင်းကသွားပြီးတော့ အံဝင်သွားတာပေါ့နော်အံသွားတဲ့အတွက်ဒီလိုမျိုး free city ဖြတ်သွားတာပေါ့နော်ပြောမစို့ဗီလာကမမရရခွင့်ရေးကိုမရလိုက်တာပါတကယ်လို့မှာဒီ playlist တွေလွတ်လာတော့ဘာနဲ့ဒီလက်လုံးရလေး playlist တွေလွတ်လွတ်သွားတာအပြည့်ဒီပထမအဆုံးကိုးသွားရကိုးဆိုတော်တော်လာတယ်အစေပြန်သွားလို့ဆိုရင်အဲဒီ typical playlist ကိုတို့ကိုလည်းဖြစ်တယ်ပေါ့နော်အဲ့တော့ playlist ကလုံးဝအကျွေးမရှိ tighten တယ်ဒီဘက်ကဒီအနိုင်ရကို tighten ပြီးတော့ဘူလူဝဲနဲ့ tighten တယ်ပြီးတော့ဘူလူဝဲမှာဟိုဘက်မှာတက်လာမယ်ဟိုဘက်မှာတွေ့နေ Northern Forest နဲ့ Manchester City ပေါ့နော်တကယ်လို့ ကောင်းကောင်းဒုက္ခပြီးနေတဲ့ကစားဟန်ကိုပိုင်ဆိုင်ထားရလို့လည်းသုံးသပ်ရမှာပေါ့ဟုတ်ပါတယ်ဒါမြေပေါ်ပေးလိစကတော့တကယ်ထိုက်တန်နေချီဆွမ်းနေပေါ့နော်ဒီမှာအစ္စမိုင်လာစားရဲ့ PR PR တွေတတိယကူ PR မျိုးတွေတကယ်တော့ကြောက်မှုပေါ့နော်ဘလို့ကသူ့ရှင်းမှာဗီလာနောက်ပန်းကဗီလာနောက်တည်းလည်းနည်းနည်းအားနေတာလည်းပါတာပေါ့လေဒီတော့ကက်ကြီးကွာနေတာကြီးကိုဘလို့ရအောင်ယူသွားနိုင်နေဆိုရင် PR ကြီးကတော့ဒီကိုကြောက်ဖို့ကောင်းပါလေဟုတ်တယ်ဒါ C ကတော့ E ကတော့ တကယ်ဟို masterpiece ပေါ့နော်ဒီ aston sorry ဒါ crystal belly ရဲ့ကိုယ်လည်းမှာဒီ odyssey မရှိတဲ့နောက်မှာတော့ဒီသူ့ရဲ့ခြေလှမ်းမှုတွေပဲတောက်လျှောက်မမြင်ရတယ်ပြီးခဲ့တဲ့ဘက်က arsenal နဲ့ပွဲမှာလည်းဒီဒီလိုမျိုးပဲ body content နဲ့တပတ်တူတဲ့ဘူးနေမယ်ဒါပြင်းသွားပါတော့ဒီပွဲမှာလည်းဒီဟိုတည်တတ်တဲ့ကုလူကိုဒါဖြတ်ပြီးမှပြင်းသွားတယ်ဆာကလည်းတကယ်ကိုခြေစောကောင်းတစ်ခုရလာပြီဒီကဘာကဝက်ဖို့ကိုမြောက်ခင်တဲ့နဲ့ဒါပြင်းပြီးမှဆိုရင်ဒိန်ကောင်းနဲ့ဒါလည်းကြီးခဲ့တဲ့ကစားသမားတယောက်ပေါ့အဝက်ဖို့မှာတော့ ဟိုသင်တော်တော့ခြေစွမ်းတော့ပြသွားနိုင်ပြီဟိုတော့ခု Palace မှာတော့ပုံစံကောင်းတစ်ခုရနေပြီဒါ Palace အတွက် FA Blast ဘူလူပဲတက်တာဒါသူအပြင်တပိုင်းတစ်လျှောက်တတိယအကြိမ်နောက်ဖြစ်တယ်ဆိုတော့ပြီးရတယ်အဖက်ကညမှာကံမဲ့ကိုစရင် Forest နဲ့ပြောဘူး sorry Manchester City တို့ကဘယ်အသင်းဘူလူပဲတက်မလဲတော့မသိဘူးဘယ်လို City ဘူလူတက်ခဲ့မယ်ဆိုရင်တော့လိုခဲ့တဲ့ခုနှစ်ကဒါ Manchester United ကိုသူရှုံးခဲ့တယ် Manchester အသင်းတစ်သင်းနဲ့နောက်ထပ်တွေ့ရမယ်ပေါ်တယ်ပေါ်လေဖြစ်သွားနိုင်တာပေါ့လေဒီပေါ်လေးနဲ့ပတ်သက်ပြောပါတာ City ပုံသက်ပြီးတော့လည်းပေါ်လေးလည်းဖြစ်ဆုံးပါတယ် 必须国家的所包围的入侵游猎，进入不计其数的。